အဲ့ဒါမှန်းတော့ဝိပဿနာရိပ်တာဒီတာမို့ရန်အတွက်သဒ္ဓါမျိုးခွင့်ဉာဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးပါဝင်လူတန်းပေးကြသောလူရှင်များမှမလင်းမျိုးနေဒုံဝင်သေးဝင်းသူခရင်ပွဲရုံမိသားစုမှနောကမဝတ်ထုံငွေမတဲအလူငွေဖြစ်သိန်း20ကျပ်ဒေါခင်မျိုးလွင်လှရွှေစင်ပွဲရုံမှတသိန်းကျပ်ဒေါဆန်းဆန်းနှင့်မှနောကမဝတ်ထုံငွေတသိန်းကျပ်ကိုအောင်မတ်သက်မတ်တန်တန်ကြီးမိသားစုမှနောကမဝတ်ထုံငွေ တသိန်းခွဲကျပ်ဒေါ်သိန်းသိန်းစိုးမှတသောင်းမလပြည်နေ့အထိမ်းအမှတ်ဖြင့်နဝကမ္မဝတ္ထုငွေတသောင်းကျပ်ဦးမျိုးစော်စော်ဝင်းမှနဝကမ္မဝတ္ထုငွေ၅တောင်းကျပ်ဒေါ်တင်နှမိသားစုမှာနဝကမ္မဝတ္ထုငွေတသိန်းခွဲကျပ်ဥဇော်လွင်ဒေါ်နှင်းနေအေးသားမောင်မင်းမြတ်ကျော်တချိလိမျိုးမှနဝကမ္မဝတ္ထုငွေ၅တောင်းကျပ်ဥမောင်မောင်မင်္ဂလာထုံရန်ကုန်မြို့မှတသိန်းကျပ်ဥတောင်းဝင်းဒေါ်ခင်ချိုးပြည်ဖြိုးရှံပွဲယုံမိသားစုမှာနဝကမ္မဝတ္ထုငွေ တသိန်းကျပ်တဘောတကန္တာချုံငင်းသွားကြတော့မိဘများဖြစ်ကြတော့ဥကလာဒေါ်အောင်ရင်တို့အားရည်သူရည်မှန်း၍တွန်တေးမြို့နေအမတ်15ဗိုလ်ချုပ်လန်းအုံးမင်အုပ်စုရက်ကွက်နေသာမီးမိသားစုများမှပေါင်းစု၍ကောင်းမှုလူတော်ဖြစ်နဝကမဝတ်ထုံငွေစေသိန်းကျပ်အကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်စေဖြစ်သောကဆိုးပေသောအန္တရာယ်သောယောဂါသော အမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါသည်ထို့မှတပံတဘောတခန္ဓာချုပ်ငြိမ်းသွားကြပြီဖြစ်သောအမေဖာများဖြစ်ကြသောဥက္ကလာဒေါအုံးရင်တို့သည်ယနေ့ယခုကျိုင်းသောမိသားစုတို့မှပြပိုးပြုလို့အာထုအသောကုသိုလ်ကောင်းမှုတို့အားကြားသိ၍အကယ်၍ဒီကံဤသောအခါသမယ၌မသိမတင်နှလုံးသွင်းမိညာအမရောက်ချီကောင်းသောဘုံဘဝဘုံနာနာတို့ရောက်ရှိနေညာအယခု မိသားစုများမှပေးပို့ပြုလို့အားထုတ်အပ်သောကုသိုလ်ကောင်းမှုကိုအဆုစုတို့ဟာသာဓုခေါ်နိုင်၍တော်၎င်းအမမနာတဘာဝသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့နဲ့ရှင်မြို့မိသင်ကအပေါင်းတို့မှပေးပို့အပ်သောအမျှမြတ်တာတို့ဟာသာဓုခေါ်နိုင်၍တော်၎င်းမိမိပြုလို့အားထုတ်ခဲ့ပို့သောကုသိုလ်ကောင်းမှုအဆုစုတို့ဟာပြန်လည်းကအမှတ်ရ၍သာဓုခေါ်နိုင်၍တော်၎င်းအကယ်၍နေညာသောဘဝဘောဓနာတိတို့ရောက်ရှိနေညာဤကုသိုလ်ကောင်းမှုတို့ဟာသာဓုခေါ်နိုင်ပြီနှင့်မြင့်မြတ်သောဘောဘောဗုဒ္ဓနာတိတို့ရောက်ရှိပါစေဟုဆုတောင်းသမို့အာယုံပြုဤကုသိုလ်အား အားလုံးသာဓုခွန်နိုင်ကြပါစေအဲ့တော့ပရိစ္ဆေသောပတ်မပိုင်တရားအားထုတ်လို့ရသလားပရိစ္ဆေသောပတ်နဲ့ဆိုင်သလားလို့မေးတော့အဲ့တော့ပရိစ္ဆေသောပတ်မှာကြည့်တဲ့အခါမှာဆောင်းဝိုင်းရဲ့အလိုကြပြောလို့ရှိရင်2ရယ်5ရယ်3ရယ်2အဲ့ဒါကလဲနေတာကိုပြောတယ်အဲ့ဒါလဲနေတာက2 5 3 2ဒါပရိသတ်သောဘအင်္ဂါလဲနေတဲ့သဘောတရားအဲ့ဒါကတောက်လျှောက်လဲနေတာနှင်းဆိုအင်္ဂါနှစ်ပါးအကြောင်းတရားငါးဆိုတာခန္ဓာငါးပါးကိုပြောလိုက်တယ် အဲ့ဒါက3ဝင်လိုက်လို့ရှိရင်နှင်္ဂါ3ဖြစ်သွားတဲ့နောက်မှာနောက်တစ်နှစ်ဆိုတာ owner တွေပြန်ဖြစ်တယ်လို့ပြောတာအဲ့ဒါကိုပြိဿသောပတ်လို့ပြောတာအဲ့တော့ပြိဿသောပတ်ဘာပဲနဲ့တရားအားထုတ်လို့ရလားလို့မေးတရားအားထုတ်လို့ရပါတယ်ဒါပေမဲ့လို့နောက်ပိုင်းမှာတန်တရားတွေအများကြီးဖြစ်လာနိုင်တယ်နောက်ပိုင်းမှာတန်တရားတွေအများကြီးဖြစ်တယ်ဘာလို့လဲလို့မေးဘာကြောင့်လဲဆိုတဲ့တန်တရားဖြစ်တာဆိုတဲ့အခါကျတော့တရားအားထုတ်တယ်ဆိုတဲ့နေရာမှာဓမ္မယုံထဲမှာပဲဖြစ်စေအိမ်မှာပဲဖြစ်စေတရားအားထုတ်တာငြင်းငြင်းဝဲဝဲတေတေဝဲဝဲလေးနဲ့တရားအားထုတ်ကြတာ ဒါပေမဲ့တရားအားထုတ်တဲ့ယောဂီတိုင်းပဲဘယ်နည်းနဲ့အားထုတ်အားထုတ်ဒီတိုင်းပဲအားထုတ်ကြ။ဒါဆိုရင်ဟုတ်ပြီ။အဲ့ဒီတရားအားထုတ်တဲ့အချိန်မှာလောကဓာတ်တရားဘယ်လိုနည်းနဲ့မှလာမတိုင်နိုင်ဘူး။အိမ်ကမိသားစုတွေကလည်းကိုတရားအားထုတ်နေတယ်ဆိုတဲ့အချိန်ကိုသိပြီးတော့စူးစူးညံ့ညံ့မရှိဘဲနဲ့ဒိတ်ဒိတ်ဆိတ်ဆိတ်နေကြတယ်။ဒါကတရားအားထုတ်နေတဲ့အချိန်အဲ့ဒီချိန်မှာမိမိရအထုတ်ရမှာကခန္ဓာမှာပဲရှုပြီးတော့အထုတ်တာအဲကြောင့်မလို့အင်ဂျင်ခန္ဓာအင်ဂျင်နိဗ္ဗာန်တန်တိဒီခန္ဓာထဲမှာပေါက်ပြန်နေတဲ့သဘောတရားကိုအမှန်တမ်းဆုံးဖြတ်ပြီးတော့အထုတ်တာအဲ့ဒါကိုစိတ်ဘက်ကအထုတ်မလား စိတ်ဘက်ကကြည်မလားဝေဒနာဘက်ကကြည်မလားရုပ်ဘက်ကကြည်မလားပြတော့မှာဓမ္မဘက်ကပေါင်းစုပြီးတော့ကြည်မလားဒါကထိုင်းနေနေအာထုတ်တယ်ထိုင်းနေနေအာထုတ်တယ်အဲ့ဒီချိန်မှာလဲလောကဓာန်ဆိုတဲ့လောကဓာန်အစိုးတရားတင်းတင်းမာမာမလာဘူးဘာလို့လဲဆိုတော့ကိုယ်တရားအာထုတ်နေမှန်းကိုသိတဲ့အတွေ့အိန္ဒုအိန္ဒာကလည်းနောက်ဆောင်ပေးနိုင်လို့ရိတ်တာမှာလဲဒီတိုင်းပဲထိုင်းပြီးတော့အေးအေးချမ်းချမ်းနဲ့အာထုတ်နေတယ်ဒါကထိုင်းပြီးတော့အာထုတ်တဲ့အချိန်ဟုတ်ပြီမနိုင်မဲနဲ့နေတဲ့အချိန်ဆိုကြပါသူအလုံးလုံးနေတဲ့အချိန်တရားသခန်းကထွက်လာတဲ့အချိန်အိမ်ပြန်လာတဲ့အချိန်လမ်းမှာသွားတဲ့အချိန် အဲ့ဒီအချိန်မှာကိုကတရားအထုတ်မထားဘူးတရားအထုတ်နေတာမဟုတ်ဘူးအထုတ်နေတာမဟုတ်ရင်ထုံးစံအတိုင်းမျက်စိနားတကောင်းလျာကိုဆိုတဲ့ဒီထွာရတွေကနေပြီးတော့တိုက်လာမဲ့လောကဓာတ်တရားတွေကအဲ့ဓာတွေကရှုရမဲ့အရှုခံတရားတွေပဲအဲ့ဒီအရှုခံတရားတွေကို မရှုနိုင်ဘူးဆိုရင်အဲ့ဒါကပရိသတ်သုံးပတ်နဲ့ဆက်နေနေတာမဟုတ်လို့အဲ့ဒါကိုမရှုနိုင်ရင်အခုနကအိမ်မှာထိုင်းအားထုတ်တာနဲ့ဒီမှာမထိုင်မဲနဲ့တွိုင်းလာရင်လည်းအားထုတ်ပြီးတော့မဆုံးဖြတ်နိုင်ရင်အတူတူသွားကြတယ် ဘာလို့လဲလို့မေးအဲ့ဒါကအကောင်ကအားထုတ်နေတဲ့အချိန်မှာခန္ဓာရဲ့ပေါက်ပြံမှုကိုပဲစောင့်ပြီးတော့အဆုံးဖြတ်နေတာဒါတက်တက်ဆုံးဖြတ်နေရိုးရိုးလေးပဲဆုံးဖြတ်နေဒါပေမဲ့တကယ်တမ်းကအကြောင်းအကျိုးတိုက်ဆိုင်ပြီးတော့ကြားလာမယ်မြင်လာမယ်နားလာမယ်ထိလာမယ်တိုက်လာမယ်လောကဓာတ်တွေကကောင်းတာတွေပြောလာမယ်မကောင်းတာတွေပြောလာမယ်ဆိုရင်အဲ့ဒါအားမထုတ်ဖဲနဲ့အားမထုတ်ခင်အချိန်မှာပြောလာရင်ဘယ်လိုစဉ်းကျင်မလဲဆိုတာက main point ကပြဿနာတော့ပဲအဲ့ဒါကိုမစဉ်းကျင်နိုင်ဘူးအဲ့ဒီမှာပြပြတလဲလဲနဲ့ ရုံရင်ဆန်ခတ်ဖြစ်ပြီးတော့ဆွမ်းလာရမ်းလာနဲ့ဆွဲကလွဲကဖြစ်နေသေးတယ်ဆိုရင်ဒီဘုရားရှိခိုးအာထုတ်တာရိတ်တာထဲမှာအာထုတ်ထားတဲ့အာထုတ်ထားတဲ့အငွေ့အသက်အရှိန်အဟွာကဒီဘက်ကမပါလာသေးဘူးအဲ့တော့ဘာကြောင့်အဲ့လိုမျိုးလွဲထွက်နေတာလဲမဟာမိတာလဲလို့မေးရင်ပရိသတ်သောဘာမပါလို့မဟာမိတာဒါဆိုဟုတ်ပြီပရိသတ်သောဘာပါရင်ဘလို့ဟတ်လဲဘလို့ချိတ်ဆက်လဲလို့မေးရင်မြင်လာသမျှဖြစ်လာသမျှဒီအကြောင်းအကျိုးပဲလို့ဆုံးဖြတ်လိုက်တာအဲ့ဒါကအာထုတ်တာမဟုတ်ဘူး ်အခုနကထိုင်ထိုင်ပြီးတော့အာထုတ်တာကယုံနဲ့ရဲ့အပြက်ကိုထိုင်ပြီးတော့အာထုတ်တာဝေဒနာပြီးတော့ယုတ်ပြီးတော့စိတ်ပြီးတော့ဓမ္မအဲ့ဒါကနာမည်တွေပြောလိုက်တယ်နာမည်ပြောတာတကယ်တမ်းကဝေဒနာလည်းမဟုတ်ဘူးယုတ်လည်းမဟုတ်ဘူးစိတ်လည်းမဟုတ်ဘူးဓမ္မလည်းမဟုတ်ဘူးအပြက်လို့ပြောလိုက်တယ်အဲ့မအားထုတ်ရမယ်မူကတော့ဝေဒနာနုပန္နာစိတ်တ္တနုပန္နာဓမ္မနုပန္နာဒါကနုပန္နာအားထုတ်ရမယ်လမ်းကြောင်း ဒါပေမဲ့တကယ်တွေ့ရမှာကအပြက်တွေတွေ့ရမှာဝေဒနာလည်းအပြက်ပဲစိတ်လည်းအပြက်ပဲရုပ်လည်းအပြက်ပဲဓမ္မလည်းအပြက်ပဲအပြက်တွေတွေ့မှာသူကတုံညတာဆိုင်မှာအဲ့တော့ဒုက္ခခန္ဓာသာကရိတ္တိဒုက္ခရဲ့ဆုံးတာဆိုတာဒီခန္ဓာ၅ပါးဒါပြောလိုက်တာခန္ဓာ၅ပါးတကယ်တမ်းကစိတ်ရုပ်ဝေဒနာဒီကိုရှုတဲ့ရှုတဲ့မြင်ရတဲ့မြင်ရတဲ့ဝေဒနာပဲဖြစ်စီအဲ့ဒီဝေဒနာရဲ့အပြက်ကိုကိုကတွေ့ရမှာဒါကထိုင်းပြီးတော့အာထုတ်တာဒါအတိုင်းပြီးတော့အိန္ဒိယကအာထုတ်တာ အခုနကတိုက်လာမဲ့လောကရန်တရားကြတော့ကောင်းခြင်းမကောင်းခြင်းဆိုခြင်းမဆိုခြင်းနှာခေါင်းနဲ့အနက်နဲ့စသည်ဖြင့်ဒီလိုတိုက်လာတဲ့အခါမှာအာထုတ်နေတဲ့အချိန်လည်းမဟုတ်တော့အာထုတ်လည်းမထားတော့ရုံးရင်ဆန်ခတ်ဖြစ်တော့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ခொနကပရိစ္ဆေသောဥပ္ပန်းနဲ့ဒီဘက်ကတရားထိုင်ခြင်းနဲ့ဝိပဿနာနဲ့တွားပြီးတော့မမချိတ်လိုက်တဲ့အတွက်ကြောင့်ပြားသွားတယ်အဲ့တော့ပရိစ္ဆေသောဥပ္ပန်းကိုသင်ထားတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါပြားတရားလိုလားလို့မေးတော့ခொနကပြောခဲ့တဲ့1 5 နှစ်၅၃နှစ်အဲ့ဒါတန်တရားလဲတာဒါဆိုတိုက်လာတဲ့အကြောင်းတရားကငါးမှလာတိုက်တာငါးမှတိုက်တယ်ဆိုတာခန္ဓာ၅ပါးကိုတိုက်တယ်ခန္ဓာ၅ပါးကိုတိုက်တဲ့အကြောင်းတရားလဲခန္ဓာ၅ပါးကိုတိုက်လိုက်ခြင်းအဖြစ်နဲ့အဲ့ဒါကအကြောင်းခန္ဓာအတိုက်ခန္ဓာကအကျိုးခန္ဓာတိုက်လို့ပေါ်လာတာက အကြောင်းခန္ဓာတိုက်တာကိုဘာမှမသိတာကအကြောင်းခန္ဓာဆိုတော့ तू ကလည်းခန္ဓာ၅ပါးပဲ तू ကအတိုက်ခံရတာလည်းခန္ဓာ၅ပါးပဲတိုက်လို့ဖြစ်လာတဲ့ဝေဒနာကလည်းခန္ဓာ၅ပါးပဲအတွေ့အကြုံဖြစ်တာ အဲ့ဒီခန္ဓာ၅ပါးကြီးကို၅၅ဖြစ်သွားတယ်။နောက်ထပ်အကြောင်းခန္ဓာကိလေသာခန္ဓာ၅ပါးဖြစ်သွားတယ်လို့ပြောတာ။အဲ့လိုမှမသိရင်ဩဒါအကြောင်းကျိုးပါပဲလို့မသိရင်အဲ့ဒီမှာဒေါသဖြစ်မယ်အဲ့ဒီမှာမကျေနပ်တာဖြစ်မယ်။အဲ့ဒီမှာလိုချင်တာဖြစ်မယ်အဲ့ဒီမှာရုံရင်းဆန်ခတ်တယ်ဖြစ်မယ်။အဲ့ဒါကထိုင်းပြီးတော့အာထုတ်တယ်မဟုတ်ဘူး။သွားရင်လာရင်လည်းစင်ကျင်ရမယ်ပြိဿသုံးဘက်ကိုစင်ကျင်ရမယ်သဘောတရား။ဒါကြောင့်တည်တရားရှုတရားအာထုတ်တရား။နာမည်ကယုံတယ်ဒါပေမဲ့တကယ်တမ်းတွေ့ရတာက ဖြစ်ဖြစ် တကယ်တမ်းတွေ့ရတာကအပြက်တကယ်တမ်းတွေ့ရတာကအပြက်အစုံတကယ်တမ်းတွေ့ရတာကတုံညတအဲ့ဒါကလမ်းကြောင်းအမှန်သွားတယ်လမ်းကြောင်းအမှန်ဒါဆိုဟုတ်ပြီခုနကနှင်းငါနှင်းငါဆိုတာနှင်းကအကြောင်းတရားဝိဇ္ဇာသင်္ခါရငါကခန္ဓာငါးပါဒါနှင်းငါသုံးဖြစ်သွားတာကအခုနကတိုက်လာတဲ့အကြောင်းတရားကိုအာမထုံးနိုင်တဲ့အတွက်တဏှာဥပါဒံကံဒေါသဥပါဒံကံသုံးဖြစ်သွားတယ်အဲ့ဒီတော့ဖြစ်တဲ့နဲ့တပြိုင်တည်းဒီဘက်မှာနောက်တဲ့တပိုင်အနာဂတ်ကဇာတိဇရာမရဏနှစ်ဖြစ်သွားတယ်၁၂ပါးလည်လိုက်တယ် ဒါဆိုအဲ့ဒါမလဲအောင်တပည့်တော်တို့ကဘယ်လိုဆုံးဖြတ်မလဲဘယ်လိုကြည့်မလဲပရိသတ်သုံးပတ်နဲ့ဘယ်လိုကြည့်မလဲဆိုတော့တိုက်လာတဲ့အရာထိုင်ရင်းပဲဖြစ်စေသူကြတော့နှစ်မျိုးအလုပ်လုပ်လို့ရတယ်ထိုင်ရင်းနဲ့လည်းရတယ်ထိုင်နေရင်းနဲ့လည်းဆုံးဖြတ်လို့ရတယ်သွားရင်းလာရင်းနဲ့လည်းဆုံးဖြတ်လို့ရတယ်အချိန်တိုင်းဆုံးဖြတ်လို့ရနိုင်တာကပရိသတ်သုံးပတ်ပါတဲ့အတွက်ကြောင့်အချိန်တိုင်းတရားကိုဆုံးဖြတ်လို့ရတယ်အဲ့တော့ဘယ်လိုဆုံးဖြတ်မလဲဆိုတော့နှစ်ကမပါတော့ပြီးသွားတယ်ဒါဆိုငါးကိုကြည့်မယ်တိုက်လိုက်တဲ့ခန္ဓာငါးပါးကိုတိုက်လိုက်တယ်ခန္ဓာငါးပါးကိုတိုက်လို့အော်ဒါဒုက္ခပဲလို့သိလိုက်ရင်သုံးဝင်လိုက်တယ် မက်ကင်၃ပါဒုက္ခမရှိတော့ဘူးလို့သိလိုက်တာကမက်ကင်၅ပါဝင်လိုက်တာအဲဆိုရင်၅ငါးကနေပြီးတော့၃ဝင်လိုက်တယ်ဒီ၃ကတမာတိမက်ကင်၃ပါဖြစ်လိုက်တယ်အဲ့ဒီ၃ကနေပြီးတော့ဒုက္ခဒုက္ခနှိမ့်ဆက်တာပဲဒုက္ခမရှိတော့ပါလားသိလိုက်တော့မက်ကင်၅ပါဝင်လိုက်တယ်ဒါဆိုရင်၅၅မက်ကင်၅ပါအဲ့ဒီမက်ကင်၅ပါနေ၅ကနေပြီးတော့၈ဖြစ်သွားရင်ဒီဘက်မှာအနာကတ်၃ပါနဲ့တည်တယ်အကြောင်းတရား၃ပါနဲ့တည်တယ်အနာကတ်အကျိုးတရား၅ပါလဲတည်တာဖြစ်တဲ့အတွက် အဲ့ဒါ၅ပါးတောက်လျှောက်တည်သွားတာဒီဘက်၅ပါးကဒီဘက်၃ပါးကအကြောင်းတရား၃ပါးကတန်ရိုက်တည်တယ်ဟိုဘက်အကျိုးတရားထပ်ဖြစ်မဲ့ဇာတိဇရာမန္တနာကတဆင့်ခံနေတဲ့တေတာမို့လို့မက်ကင်၃ပါးကနေမက်ကင်၅ပါးကနေမက်ကင်၈ပါးပြည့်သွားတာကိုဖြတ်လိုက်တယ်လို့ပြောတယ်အဲ့ဒါကြတော့နိရောဓဒါကြောင့်နှင်းပြီးခဲ့ပြီ၅ရှိတယ်အဲ့ဒါကိုမက်ကင်၅ပါးဝင်လိုက်၃ပြတ်တယ်နှစ်လည်းချုပ်တယ်